မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်းဆောင်ကနေပြီးတော့မှအေးတကြံကျင်းပနေစဉ်ပြင်အား၄တသမာကိုရှိတဲ့ငလင်ထထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ခြောက်လုံးတန်းရှိအဆောင်တစ်ခုပြိုကျကြောင်းဒေသခံတွေကပြောပါတယ်ဒီကနေ့မနက်2025ခုနှစ်အေပီလ14ရက်နေ့မြန်မာစံတော်ချိန်မနက်9:32မိနစ်ချိန်ခန့်မှာနေပြီးတော့ကောင်းစင်တခိနာတီနီမြို့နယ်နီးမြေအောင်အနက်9တသမာ6ကီလိုမီတာပဟိုပြုပင်ရစ်စတာစကိတ်၄တသမာကိုအစင်းနဲ့အင်အားအသင့်တင့်ရှိတဲ့မြင်ငလင်တစ်ခု ိုထပ်မံလုတ်ခတ်ခဲ့ကြောင်းအဲ့လိုနှုတ်ခတ်မှုကြောင့်ဤပြည်တော်အရာရှိတွေနေတဲ့၆လုံးတန်းရှိအဆောင်တစ်ခုပြိုကျသွားကြောင်းဒေသခံတွေစီကနေသိရပါတယ်။အာနာသိန်းစစ်ကောင်ဆောင်ကတော့အပြုံးမပြတ်ပဲဤပြည်တော်မှာအေးတကြံလိုအမည်ပေးထားတဲ့တကြံပွဲမှာရှေ့ပတ်ခံနေပြီးတရင်မပေါက်ကြစေဖို့လုံခြုံရေးပါတင်းကျပ်နေရလို့ဒေသခံတွေကဆိုထားပါတယ်။အခုလိုငလင်ဘေးတင်ကျုံနေရတာဟာနိုင်ငံကိုမတရားလူယူထားတဲ့အကြံဖတ်မင်းဆိုသူယုံမာရီကြောင့်လို့ပြည်သူတွေကခံယူနေကြပြီးမပြောရွှင်ရတဲ့တကြံဖြင့်နှလုံးသားကနေဆန္ဒပြုနေ ေကြောင်းအမိမဖော်လို့တဲ့ပြည်သူတအုပ်ကပြောပါရယ် အခုဟာကမတရားအာဏာလူယူပြီးဖျားပေါ်တက်ပြလိုက်လုံနေတာကပ်ဘေးတွေကမပြီးနိုင်အောင်ဒီလူယုံမာတွေရှိနေတင်ပြီးတော့ဘာကပ်ဘေးတွေထတ်ကြုံရမလဲမသိတော့ဘူးလို့မြင်းအောင်လိုင်ကိုဝေဖန်နေကြတာတွေ့ရပါတယ်။ဆလတ်ပြီးချင်းပြည်နယ်လူမြောက်ဖို့လက်တကန်းတာလူတော်လို့အချင်းချင်းအငင်းပွားမှုတွေမိဖက်ပฏิပခါဖြင့်မှတ်ယူဖြေရှင်းမယ်လို့ ICNCC ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရွှေကောက်ပွဲကျင်းပရေးစစ်ကောင်စီရဲ့ဂျူပန်းမှုတွေပါဝင်ပံ့ပိုးခြင်းမလုပ်ဖို့တတိပေးထားပါတယ်။ချင်းပြည်နယ်တခွင်လုံးစစ်အာဏာရှင်ကြာဆုံးပြီးချင်းတပြည်လုံးလူမြောက်ဖို့လက်တကန်းတာလူတော်ရဲ့အချင်းကို ုရောက်ရှိနေပြီဖြစ်ကြောင်းဂျားကာလာချင်းမြို့သားတမင်ကန်ကောင်စီ ICNCC ကထုတ်ပြန်ခဲ့ပြီးတော်လိုင်းအင်အားစုများချင်းချင်းကြားဖြစ်ပွားတဲ့မြည်တိဖြစ်ပွားမှုကိုမစိုးမိဘပฏิပက္ခတွေဖြစ်တန်ယူပြီးငြိမ်းချမ်းသောနိလန်းများနဲ့တာဖြည့်ရှင်းဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။ AP 73ရဲ့မှာကြားရောက်တဲ့ ICNCC ဖွဲ့စည်းမှု၄နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်မှာအထက်ပါအတိုင်းဖော်ပြထားခြင်းဖြစ်ပါတယ်။ချင်းညီနောင်ကချင်းပြည်တွင်ရှိချင်းတိုင်းသားတော်လိုင်းအင်အားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်စီပြန်ပြည်ထနာချုပ်ရှိနေတော်လဲချင်းမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် တ်နှစ်ဖက်အကြားဆွေးနွေးနေစဉ်ဖြစ်ပါတယ်။ ICNCC ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီမှအတင်းအဓမ္မနဲ့ကျင်းပရန်စူးစမ်းစီစဉ်နေတဲ့ရွေးကောက်ပွဲကလည်းချင်းပြည်အတွင်းလုံးဝဆောင်ရွက်ကျင်းပနိုင်မှာမဟုတ်သလိုချင်းပြည်သူတွေကိုလည်းဒီလိုစစ်ကောင်စီရဲ့စူးစမ်းမှုတွေမှာပါဝင်ခြင်းထောက်ခံပံ့ပိုးခြင်းများမလုပ်ဆောင်ကြဖို့ကြိုတင်တတိပီကြောင့်ဖော်ပြထားပါတယ်။ ICNCC ကချင်းညီနောင်နဲ့နိုင်ငံရေးစည်းရင်းနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီးချင်းညီနောင် မှနိုင်ငံတော်ရဲ့အာဏာကိုလက်နက်အားကိုနဲ့အဓမ္မတန်ယူရောစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ရာကျင်တွင်းမတူပြီးမင်းတပ်ကပ်ပတ်လက်ဖလန်းမျိုးများကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့အပိပေးထားပါတယ်။ ICNCC CB အနေနဲ့မဟာမိတ်များနဲ့ပူးပေါင်းပြီးမြို့သိမ်းတိုက်ပွဲများဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။ချင်းညီနောင်စစ်ရေးကောင်ဆောင်များပါဝင်တာဝန်ရှိသူများအမြဲပြောနေတာကစစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့အချက်ဖြစ်ကြောင်း ICNCC တပါပတိတအုပ်ဖြစ်သူမင်းတပ်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးနေလျောင်ကဖလန်းမျိုးသိမ်းတိုက်ပွဲမှာ ညာတဲ့အခမ်းအနားမှာပြောပါရယ်ကျွန်တော်တို့ဟာတကယ်တော်လိုင်းကြီးကိုတကယ်တော်လိုင်းကြီးနဲ့တူအောင်တိုက်ပွဲရင်အောင်မြင်မှုတွေရမယ်ဆိုတာနိုင်ငံလုံးအားလုံးကသိပြီးသားပါဒါကြောင့်မလို့ဒီတော်လိုင်းကြီးမှာပါဝင်ခဲ့တဲ့အရောက်စီတိုင်းကိုလေးစားတဲ့ဂုဏ်ယူတယ်မှတ်တမ်းနဲ့တင်တယ်ဒီလိုပဲအသက်တွေခနာကိုယ်တွေဘဝတွေပေးဆက်သွားတဲ့သူတွေကိုလည်းအမြဲတမ်းလေးစားဂုဏ်ယူမှတ်တမ်းတင်နေမှာ ဖြစ်တယ်လို့ဦးနေလင်းအောင်ကပြောပါရယ်တတိုင်းပြည်လုံးစစ်အာဏာရှင်အောက်မှာလွတ်မြောက်ရေးကြိုးပမ်းရမှာချင်းညီနောင်ရဲ့အောင်ပွဲတွေနဲ့အတူအခြားသောမြန်မာတိုင်းနိုင်ငံလုံးရှိတော်လိုင်းရဲဘော်တွေကချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့အတူ ူအောင်ပွဲရကြစေဖို့အတူတူတိုက်ပွဲဝင်ကြရအောင်လို့လည်းဦးနေလင်းအောင်ကတိုက်တွန်းခဲ့ပါတယ်။ချင်းလူမျိုးတွေကလူသမိုင်းတခြားအတူတူရှင်တွဲနေထိုင်ခဲ့ကြသူတွေဖြစ်ရုံမကတော်လိုင်းအဆက်ဆက်လူမျိုးတစုနဲ့တစုကုညီရိုင်းပင်လျက်အမျိုးသားတန်းတူရင်းနဲ့ကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးအလုံကပုံရံသူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေလည်းဖြစ်ကြောင်းဒါကြောင့်ချင်းပြည်နယ်တွင်းရှိလက်နက်ကိုင်ဖွဲ့စည်းတွေကပုံရံသူဖြစ်တဲ့စစ်အာဏာရှင်တိုက်ထုတ်ရမှာအငင်းပွားပဲသမိုင်းကြောင်းနဲ့အမုံစကားကိုရှောင်ကျဉ်ကြဖို့အထုတိုက်တွန်းကြောင်းထုတ်ပြန်ကြမှာဖော်ပြပါရစေ။ ဆရာနာရှင်အဆုံးသက်ရေးနဲ့ Federal Democracy တိဆောက်ရေးတိုက်ပွဲများအတွင်းအသက်နက်ခံနာပြီးဆက်ခဲ့တဲ့သူရဲကောင်းတွေအတွက်လည်းဝမ်းနည်းချီးကွယ်စာနဲ့လေးစားဥညွတ်ကြောင်းဖော်ပြခဲ့ပြီးရှာရူးအဆောင်ရောင်နဲ့ရပိုင်ခွင့်များကိုဆွံ့လို့ပြီးအခက်ခဲပေါင်းစုံကြမှာဒီကနေ့ချိန်ထိဆက်လက်ကြက်ကြက်ခံတော်လှန်နေကြတဲ့စီရီယံများဆရာနာရှင်စနစ်အမြင့်ပြုတ်ဖို့နီးလန်းမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတဲ့တော်လှန်ပြည်သူများနဲ့ထပ်ဖို့ပြည်သူများအလုံးကိုလည်းလေးစားကွန်ပျူတာနဲ့ဖော်ပြထားပါတယ်ဆက်လက်ပြီး၆ကန့်နေတဲ့နေပြည်တော်လမ်းလျှောက်တကြံမှာလူစီကားစီငလင်း င်တန်းသည်နန်းစီတရံဝန်တန်းနဲ့မိသားစုကိုတွားရောက်လဲပတ်ဖို့ဌာနဆိုင်ရာတွေကဖိအားပေးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လဲပတ်သူမရှိပဲ၆ကန့်နေတဲ့နေပြည်တော်လမ်းလျှောက်တကြမ်းမှာလူစီကားစေဖို့အတွက်တွားရောက်လဲပတ်ဖို့ငလင်တန်းသည်နန်းစီတရံဝန်တန်းနဲ့မိသားစုတွေကိုဌာနဆိုင်ရာတွေကဖိအားပေးနေကြောင်းနေပြည်တော်မှာဝန်တန်းမိသားစုတချို့ကပြောဆိုပါတယ်။ မင်းကဧပြီလ23ရက်နေ့ညနေပိုင်းမှာနေပြည်တော်လမ်းလျှောက်တံခါးကိုစတင်ဖွင့်လှစ်ခဲ့ပြီးအကြံဖက်စစ်ကောင်စာမင်းရောက်လိုင်းနဲ့စစ်ဗိုလ်ချုပ်တွင်လာရောက်နေပတ်ခဲ့ကြောင်းအဲ့ဒီနောက်နန်းစီတရားဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုလည်းနေပြည်တော်လမ်းလျှောက်တံခါးကိုတွားရောက်လဲပတ်ဖို့ဌာနဆိုင်ရာအကြီးအကဲတွေကဖိအားပေးနေကြောင်းသိရပါတယ်။ဘယ်မှမတွားရင်နောက်နေပြည်တော်လမ်းလျှောက်တံခါးကိုတွားဖို့ပြောတယ်ကလေးတွေလူငယ်တွေရောမိသားစုလိုက်အသွားပြန်ကားစီစဉ်ပေးမယ်။တကြံတရက်တော့တွားရမယ်လို့ပြောတယ်။ဌာနအလိုက်မိသားစုဝင်တွေအားလုံးတရက်စီတော့အလှည့်ကျပို့ပေးမယ်ပြောတယ်။ငလင်ကြောင်တင်းနေတော့နေ ရတာကိုလမ်းလျှောက်တကြံထပ်သွားခိုင်းတာကတော်တော်အဆင်မပြေပါဘူးလို့ယာယီတဲနဲ့နေထိုင်ရတဲ့နေပြည်တော်မှာနန်းစီလျံဝန်တန်းတောက်ကဆိုပါတယ်မနေကတကြံအကျုံနည်းနဲ့ဒီဂရီတကြံကြနေမှာနေပြည်တော်လမ်းလျှောက်တကြံမှာပြင်ပမှလာရောက်သူမရှိပဲဝန်တန်းများနဲ့အတင်းအကျပ်လာရောက်ခိုင်းခံရတဲ့ဝန်တန်းမိသားစုတွေနေပြည်တော်ပတ်ဝန်းကျင်ချင်းရွာများမှာပြည်သူတို့ချုံလာရောက်ကြကြောင်းစီကားမှုမရှိပဲ၆ကတ်နေကြောင်းသိရပါတယ်ဒါအပြင်စစ်ကောင်စီကနေပြည်တော်စေယုံနဲ့ဝန်ကြီးဌာနတွေအလိုက်ဌာနတွင်တကြံပွဲများကိုလည်းပြုလုပ်ခိုင်းနေပြီးစရူဒီတာ ဖြင့်မော်လုံးကြီးပေါ်ရွှင်ရင်အေးမုံလက်ဆောင်တကြံထမင်းတို့ကိုတရက်စီလိုက်အလဲကြလာရောက်လှုပ်အားပေးချက်ပြုတ်ခိုင်းနေကြောင်းလည်းသိရပါဗယ်။အရင်ဆိုရင်တော့ပြောပါတယ်ဒီနှစ်ကနေစရာလည်းပြောင်းကုမိတ်ဆွေတချို့လည်းဆုံရှုံကြရတော့ဘာမှအထိတ်ပဲရှိမနေဘူးလို့ဇေယတီမျိုးနဲ့တမတော်ကြီးရင်လေးမိသားစုတကြံပွဲကိုအတင်အကျပ်တက်ရောက်ဖို့ဖိအားပေးခံကြရတဲ့စစ်အင်ဂျင်နီယာတက်မအင်ဂျင်နီယာတက်ချက်ကြီးတအုပ်ကဆိုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မင်းပြားမှာစစ်တုံပန်းနဲ့မိသားစု190ကိုတကြံအကျူနီကအေးမှပြန်လွတ်ပြီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မင်းပြားမြို့တင်တိုက်ပွဲကဖမ်းဆီးရမိတဲ့စစ်တုံပန်းနဲ့မိသားစု190ကို AB 73ရဲ့တကြံအကျူနီကအာရခတက်တော်အေးမှပြန်လွတ်ပေးလိုက်တယ်လို့သိရပါရယ်။မင်းပြားမြို့နယ်မှာ ULA AA နဲ့နီးစပ်သူအမျိုးသားတအုပ်ကစစ်သားတွေနဲ့သူတို့မိသားစုတွေစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကို AA ကပြန်လွတ်ပေးပါရယ်။သူတို့ရဲ့မိသားစုတွေနဲ့တည်တည်ချာချာဆက်သွယ်ပြီးအခမ်းအနားလုံးထောက်ပံ့ကြေးပေးပြီးပြန် လွတ်ပေးတယ်လို့ဆိုပါတယ်။ AB လ73ရက်နေ့မနက်ပိုင်းကသူတို့ကိုပြန်လွတ်ပေးလိုက်တာဖြစ်ပြီးလွတ်မြောက်သွားသူအများစုမှာလုံခြုံရေးစိတ်ချတဲ့နေမျိုးတွေကဖြစ်တယ်လို့သိရပါတယ်။